ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ပင်လေပြင်ရေပြင်ပိုင်နဲ့မောင်တော်မြို့နယ်တခြားကိုစစ်ကောင်စီကလေရင်နဲ့ကန်ထောက်မှုတွေကိုတနည်းလေးချိန်အထိခက်စိတ်စိတ်ပြုလုပ်လာနေတယ်လို့ဒေသခံတွေကပြောကြားပါတယ်။အခုလိုကန်ထောက်မှုတွေပြုလုပ်နေတာဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာအေးအေးလှုပ်ရှားမှုနဲ့ပင်လယ်ပြင်မှာအမေရိကန်ရေတပ်လှုပ်ရှားမှုရှိမရှိကန်ထောက်ပုံရတယ်လို့နေဆက်ဒေသခံစီရေးလေးလာသူတယောက်ကသုံးသပ်ပြောဆိုပါတယ်။ လေချောင်းကနေလေရင်နဲ့ကင်းထောက်တာကဘင်္ဂလားနဲ့ကပ်နေတဲ့ရခိုင်ပင်လယ်ပြင်ရေပိုင်နက်ကိုအဓိကထားပြန်တန်းကင်းထောက်နေတာကိုတွေ့ရတယ်လို့လည်းသူကဆက်ပြောပါရယ်ရခိုင်ပင်လယ်ပြင်ရေပိုင်နက်နဲ့နက်မြစ်အတွင်းမှာအမေရိကန်ရေတပ်စစ်သင်္ဘောတွေလှုပ်ရှားမှုရှိနေသလားဆိုတဲ့သံသယနဲ့အခုလိုနေစဉ်ကင်းထောက်တာတွေကိုပြုလုပ်နေတာဖြစ်နိုင်တယ်လို့လည်းဒေသခံတချို့ကသုံးသပ်ကြပါရယ်အမေရိကန်ကြီးတဲ့နဲ့လေတပ်ကတပ်ဖွဲ့ဝင်တွေဟာ2025ခုနှစ်မေလတတိယပတ်က မြန်မာနေဆက်အနီကဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘစာမြို့ကို ရောက်ရှိလာပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့မိသက်တပ်ဖွဲ့ဝင်တွေကိုတီးခြားစီတင်းနှံတွေပေးခဲ့ပါတယ်။တချို့သတင်းတွေမှာတော့နမ်မြေဝါကစိတ်မတင်ကျွန်းအထီအမေရိကန်တပ်ဖွဲ့တွေရောက်ရှိနေတယ်လို့ဖော်ပြကြပါမယ်လေ။နရီစီယာသတင်းဌာနအနေနဲ့တီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။